တန်းတဲ့တော့ကျွန်တော်အကြောင်းကိုဖွင့်ပါတယ်ပြီးခဲ့တဲ့ဂျပန်ကအကြောင်းမဲကိုပြန်ပြီးတော့ထိ ंछ ုတ်တဲ့တက်ကမှာကြော်ချက်ချင်းစိုက်ပြီးပြောတော့မယ်အကြောင်းတွေရောက်အောင်အတင်းအရောက်ဖွင့်ပါခလီတွေဟဲ့လားအစိုးရစစ်အကြောင်းတော့ငါမပြောဘူးကွာလို့အကြောင်းစစ်တွေရှိတယ်အကြောင်းစစ်တွေမှာတော့ဟဲ့လားဒီစနေတူနေမှာရောက်အောင်ပြင်ပေးပြင်ပေးပြီးကိုတင်ပြီးတဲ့လောက်ကိုဟဲ့လားစောင့်ဘက်စစ်ပြေးလိုက်ကလေးတွေမဆုံးရှုံးအောင်ပါသူတို့တစ်နှစ်တစ်နှစ်ဆုံးရှုံးမှုဆိုတော့တော်တော်လေးအာကြီးမားပါတယ် ပညာရေးနဲ့ပတ်သက်ပြီးတော့အဓိကအတာမြှင့်တင်ပေးဖို့လိုအပ်ပါတယ်။စာတင်ကြောင်းတွေကိုပုံလိုက်ကျင်းနေတဲ့အာနာသိန်းစစ်တပ်ရဲ့ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်ကကလေးငယ်တွေရဲ့ပညာရေးဟာရေးကြီးတယ်လို့ပြောဆိုတာကိုတွေ့ရပါတယ်။နေပြည်တော်မှာအော်တိုဘာ15ရက်နေ့ကပြုလုပ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်ခန်းနာအဖွဲ့မင်ကွန်ပြောကြားရမှာထည့်သွင်းပြောဆိုသွားတာပါ။စစ်ကောင်းဆောင်ရဲ့အခုလိုပြောဆိုချက်ဟာစာတင်ကြောင်းတွေပုံကျဲခံရမှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ကျောင်းသူကျောင်းသားတွေအတွက်ဥဆွေးတော့ကရောက်နေကြရတဲ့မိဘတွေအတွက်တော့ထပ်ဆင့်တော့တာထွက်เสียဖြစ်ရပါလေဘုမေရောင်းမွေးအမေရောင်းတဲ့ညညာတဲ့ညော်လေးချင်းရဲ့အောက်ရဲ့ဘုရောညော်လေးချင်းတွေမရှိတော့ဘူး ပေမဲ့လည်းစစ်ကောင်းဆောင်ပြောနေတဲ့ပညာရေးမြင့်တက်မှုဆိုတာတွေဟာမြေပြင်မှာစစ်တပ်လှုပ်ဆောင်နေတဲ့ပကတိခြေနေတွေနဲ့လုံးဝကင်းကွာနေပြီးအပြောတခြားလို့တခြားဖြစ်နေတယ်လို့လည်းဆိုကြပါဗျ။စစ်တပ်ကသူတို့ထိန်ချုပ်နိုင်ခြင်းမရှိတဲ့တော်လိုင်းနေမီတွေကဂျားကာလာစတင်ကြောင်းတွေကိုလေကြောင်းကပြင်းမထားပုံကျဲတိုက်ခိုက်တာတွေစတိုက်လှုပ်ဆောင်နေတာကြောင့်ဆရာဆရာမတွေကျောင်းသူကျောင်းသားတွေထိခိုက်သေးဆုံးမှုတွေများစွာရှိနေတာပါ။ ထင်ရှားရှိခဲ့တဲ့စစ်တပ်ရဲ့စတင်ကြောင်းတွေကိုလေကြောင်းကနေဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေကတော့ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာ16ရက်နေ့ကလက်ရက်ကုံကြေးဝါစတင်ကြောင်းပြစ်ခတ်တိုက်ခိုက်ခံရမှု2023 February 5ရက်ကကီနီပီဒေါ်စီကြေးဝါကစတင်ကြောင်းတိုက်ခိုက်ခံခဲ့ရမှု2025 May 2ရက်ကစကိုင်းတိုင်းတပရင်းမြို့နယ်နောက်ဖက်ချမ်းကအိုးတိုင်တင်ကြေးဝါစတင်ကြောင်းတိုက်ခိုက်ခံရမှုနဲ့ 2025စက်တင်ဘာ12ရက်ရခိုင်ပြည်နယ်ကြောက်တော်တရက်တပင်ကြီးွားကစတင်ကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နေပါသူတို့ကပညာရေးကိုမြင့်တင်မယ်ဆိုတာကဘက်ခွဲခြားပြီးတော့မြင့်တင်နေတာပါသူတို့ကိုခုခံတော်လှန်နေတဲ့တော်လှန်ရေးဘက်အချမ်းကိုကြတော့လေချောင်းကလေစတင်ကြောင်းမှုကိုရရဆက်ဆက်ဖိနှိပ်နေတယ်သူတို့အာနာဇက်ပေါ်မှာတော့ရှိတဲ့ဒေတာမှာတော့ပညာရေးကိုမြင့်တင်နေတယ်ဆိုတော့ဒါ တစ်ဖက်သက်ဘလောက်လိုက်ပြီးတော့မှအနောက်ဆက်ပြုတ်နေတယ်လို့ပြောချင်ပါတယ်ရှင်အဖြစ်ပြဆိုင်ရာလူခွေကြီးညာစာရန်ပါအချက်လက်တွေလည်းချုပ်ဖောက်တယ်အဖွဲ့အစည်းအခွင့်အရေးနဲ့နိုင်ငံရေးအခွင့်အရေးဆိုင်ရာပြည်ပြည်ဆိုင်ရာစာချုပ် ICSCR ကိုလည်းလက်မခံဘူးကလေးသူငယ်အခွင့်အရေးတဲ့ CRC 1989အပိုင်း28 29ရဲကအချက်လက်တွေအားလုံးကိုလည်းချုပ်ဖောက်နေတယ်ပညာတင်ကြားခွင့်ဆိုတာလူတိုင်းအတွက်အခြေခံလူအခွင့်အရေး အဲ့ဒါကိုမှစစ်ကောင်စီရဲ့နောင်မျိုးဆက်ပေါ်မှာချိုးနှိမ်ဖိနှိပ်မှုတွေကိုလည်းအထင်သာမြင်နေရတယ်ဘယ်ဥပဒေတွေမှာဘလို့ပဲပြဋ္ဌာန်းထားပါသေးသူတို့ကတော့ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုတွေကျွလွန်နေတယ်လို့ပြောချင်ပါတယ်ရှင်အနာရှင်မောင်းတော့ကြမယ်လို့ရှိလို့ရှိဒီလူတွေကပ်ွက်ကြမယ်လို့ရှိလို့ရှိ ဒီလိုတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေကစာတင်ကြောင်းတွေကိုစစ်တပ်ကပြင်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်အမျိုးသားညီညွတ်ရေးဆိုရ NUG ကဂျက်ကလာကျောင်းတွေကိုယာယီရနာမယ်လို့2025မေ25ရက်ကထုတ်ပြန်ခဲ့ပါတယ်။ NUG ရဲ့ထိန်းချုပ်နေမြေတွေဖြစ်တဲ့သခိုင်း၊မကွေ၊တနင်္သာရီ၊တအန်းဒေသ၊ချင်းပြည်နယ်၊ကီနီပြည်မှာဂျက်ကလာအခြေခံပညာကျောင်းပေါင်း600ဝန်းကျင်နဲ့အဲ့ဒီကျောင်းတွေမှာပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူ၈သိန်းကျော်အစစ်မြင့်ပညာရေးကျောင်းပေါင်း200ကျော်နဲ့အဲ့ဒီကျောင်းတွေမှာပညာသင်ကြားနေတဲ့ကျောင်းသားတသိန်းဝင်းကျင်ရှိပြီးဒီလိုရနာလိုက်ရမှုဟာတိတ်နဲ့ချီတဲ့ကျောင်းသားတွေရဲ့ပညာသင်ယူခွင့်ကိုဆုံးရှုံးသွားခဲ့ရတာပါတစ်ဖက်မှာလည်းစစ်တပ်ကမျိုးကြီးတွေနဲ့သူတို့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ဒေသတွေမှာတော့ CDM ကျောင်းသူကျောင်းသားတွေပညာစင်ဆက်မပြတ်သင်ယူနိုင်ရေးအတွက်ပြုလုပ်ထားတဲ့ NUG နဲ့ရပ်ဖက်အဖွဲ့အစည်းတွေရဲ့ဂျာကာလာအွန်လိုင်းပညာရေးစီစဉ်နေမှာပါဝင်နေကြသူတွေကိုဖမ်းဆီးရေးယူတာတွေအင်တာနက်လွတ်လပ်ခွင့်တွေကိုပိတ်ပင်တားဆီးရတာတွေပြင်းပြင်းထန်ထန်ပြုလုပ်နေပါဗျာ။ကျွန်တော်တို့လူငယ်ပေါင်းတန်းပေါင်းများစွာတော့အခုပညာသင်ကြားခွင့်တွေဆုံးရှုံးနေတာရှိတယ်။အဲဒါအချိန်ခံအစင်းရင်းပေါ့။အဲဒီနေသားရှိတယ်။အဲဒါသူတို့ကအကြောင်းနေပါလား။လူငယ်လူငယ်တွေအကျိုးရောက်ပြီးလူငယ်လူငယ် ကျောင်းတက်တဲ့ပမာဏတော်တော်နေတယ်ဒီဖက်မှာလည်းတော့လိုတက်တော့တက်ကြတယ်ဒါပေမဲ့လုံချုံကြီးသူတို့ရဲ့ချင်းချောက်မှုတွေအဲနောက်ခုအာစစ်ဟောပေါ့စစ်မှုထမ်းဥပဒေကိုအတင်းပြပြထမ်းပြီးတော့သူတို့နိုင်ငံရေးလိုအပ်ချက်ပြည်ပြည်ဖို့အတွက်သူတို့အတင်းအဲနော်ဒီစစ်ထဲပြန်လာရေးလို့တော့သူတွေကခုနိုင်ငံတကာတွေထွက်သွားကြတာဒီအများကြီးပေါ့နော်ခုထိုင်းတို့ အဲတခြားမလေးရှားတို့တခြားနိုင်ငံတွေကိုတွားကြတော့တချို့လဲဟိုတတ်နိုင်တဲ့လူကတော့ဟိုလေကြောင်းလမ်းတွေနဲ့တွားကြတော့ပေါ့အဲဒါပေမဲ့လည်းပဲတချို့မတတ်နိုင်တဲ့လူကျတော့အောက်လမ်းကနေတွားကြတဲ့ချိန်မှာဖန်စီခံရတာကြီးလဲအများကြီးပါနော်ဒီပုံကျဲတာတွေလူငယ်တွေပုံကျဲတာဆိုအဲ့တော့သူတို့ target ကနိုင်ငံကိုထူထောင်ရေးအတွက်မဟုတ်ပဲနဲ့အဲနိုင်ငံကြီးကိုထူထောင်ဖို့ရည်ရချက် မပါတဲ့နဲ့သူစစ်အာဏာပြည်ရေးရေးပဲလုပ်နေတာပေါ့အဲ့တော့အဲ့ဒီအာမှာတော့ကျွန်တော်တို့လူငယ်လူတွေကအနာခတ်တွေအများကြီးအဆုံးရှုံးခဲ့ရတဲ့နေသားတော့ဖြစ်နေတာပေါ့နော်ငါတပိရဖောင်းရရအောင်ယူခဲ့ပါအောင်မမလူရဖောင်းယူခဲ့ပါအောင်အနာသိမ့်မိကလေးကစစ်တပ်ဟာလူခွင့်ရင်နိုင်ငံသားခွင့်ရည်တွေရဲ့အခြေခံအကျဆုံးဖြစ်တဲ့ လွတ်လပ်စွာပညာသင်ကြား권တွေကိုပိတ်ပင်တားဆီးတာစာသင်ကျောင်းတွေကိုလေကျောင်းကနေပုံကျဲတိုက်ခိုက်တာဒေတာတွင်းမှာနှစ်ဖက်ဖြစ်ပွားနေတဲ့စစ်ပရိပခါတွေကြောင့်မြန်မာနိုင်ငံကကျောင်းသားတွေဟာနေစင်နဲ့အမျှလွတ်လပ်စွာပညာသင်ကြား권တွေဆုံးရှုံးနေကြတာပါစစ်တအနာတင်ခဲ့တဲ့2021ခုနှစ်ကအခြေခံပညာကျောင်းသားနဲ့တက္ကသိုလ်ကျောင်းသားများစွာဟာအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုစီးတရမှာပါဝင်ခဲ့ကြပြီးကျောင်းမတက်ဖက်သပိတ်မှောက်ခဲ့ကြပါတယ် ဒီတက်ကအကြောင်းသားအချို့ဟာစစ်ကောင်စီရဲ့အကြောင်းတွေကိုပြန်တက်ခဲ့ကြပေမဲ့တိမ့်နေချီတဲ့အကြောင်းသားတွေကတော့စစ်ကောင်စီလက်အောက်ကအကြောင်းတွေကိုပြန်ရောက်လာတာမရှိသလိုသမယိုးကြပညာရေးစနစ်မဟုတ်ပဲနှီးစရာလက်လန်းမီတဲ့ပညာရေးခွင့်လန်းနေတဲ့သာပညာဆက်လက်သင်ကြားနေရတယ်လို့သူတေသနာစစ်တမ်းတွေကဖော်ပြပါဗယ်တစ်ဖက်မှာလည်းမတည်ငြိမ်မှုစစ်ပိပခတွေနဲ့ကြက်တဲလာတဲ့မိသားစုစာဝတ်နေစိန်ခေါ်မှုတွေကြောင့်ចောင်းသားချို့ဟာရွေးမတိုင်ခင်မှာပဲပညာရေးနဲ့လှန်ဝေခဲ့ရပါဗယ် ြန်မာနိုင်ငံမှာသက်18နှစ်ကနေ24နှစ်အကြာလူငယ်၄ယောက်မှ၃ယောက်ကပညာသင်ယူမှုနယ်ပယ်မှာမရှိတော့ဘူးလို့လဲကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကဖော်ပြပါဗျာ။အနာဘေးရဲ့နောက်ပိုင်းမှာ GIS စတက်ကလည်းဒီစတက်လောက်ပါထရိုလေးကိုယူရေးဖြတ်စီးသွားပြီပေါ့နော်။ဟိုပမာ GIS မှာလူငယ်ဖြစ်တာဟာပြုလုပ်လို့ဖြစ်ပြီးတော့အလုံးပချုံဖြစ်လာတဲ့အချိန်မျိုးတွေလေ အဲ့ဒီအချိန်မျိုးတွေမှာကျတော့ဘလို့လို့သွားပြီးတော့ပြည်ညာရေးကိုကျွန်တော်တို့ဟိုပြဆောင်ရှာပါလေပေါ့နော်။ဒါအောင်ကြော်လွားနိုင်ဖို့ကကျွန်တော်တို့အာပေါ်လည်းတော့ဟိုအဝဲလို့အောင်မှာကျွန်တော်ရဲ့ပြည်ညာရေးစစ်ကိုပြန်ပြစ်ပြီးတော့ပဲကျွန်တော်ဆောင်ရွက်ရမယ့်အချိန်မျိုးကိုကျွန်တော်မြင်ပါတယ်။